ကတော်နိုင်ရှိသောညီကောင်မမများကိုကြီးစွာအဖြစ်မင်္ဂလာပါလို့ငခွန်ဆက်သားလိုပါတယ်။ဒီနေ့ကလဆင်လာတိုင်းတရက်၁၇ရက်27မှာမိဘများတမတရားအစီအစဉ်ကိုမွန်တက်ဆက်နိုင်ချိန်မှာထုတ်လွှင့်တဲ့အစီအစဉ်ဖြစ်ပါတယ်။ဒီနေ့မှတမ My Blessed Morning ကိုနားထောင်ခဲ့ပြီးရုံကြည်မျှော်လင့်ပါတယ်။မနေ့ကလည်းကျွန်တော်ဒီနေ့အစီအစဉ်ရှိတာပြောထားတယ်။ My ဒီနေ့ My Blessed Morning ပြီးတဲ့ခါမှလည်းဒီဒီအစီအစဉ်ရှိတယ်။မိကွန်းနဲ့ အဖြစ်များဆိုပြီးတော့ကျွန်တော်ဖော်ပြခဲ့ဖြစ်ပါတယ်။ဒီအချိန်ကိုစောင့်ဆိုင်းပြီးတော့နားထောင်နေမယ်ကြည့်ရှုနေမယ်လို့ယုံကြည်မြို့နေကြောင်းဖော်ပြလိုပါတယ်။အားလုံးသိကြအတိုင်းလာတလာရဲ့တရက်၁၁ရက်၂၁ရက်မှာယုံကြည်သူတွေမေးမြန်းထားတဲ့အရာပေါ့လေ။ကျန်းစာနဲ့ပတ်သက်တဲ့အရာတွေ၊နောက်ကျန်းစာပတ်သက်ပြီးတော့မျက်မှောက်ရေးရပေါ့လေ။အဲ့ဒါနဲ့ပတ်သက်ပြီးတော့မိထားတဲ့မိကွန်တွေဖြစ်ပါတယ်။အဲ့ဒီမိကွန်တွေကိုကျွန်တော်ဒီနေ့ဖြေချပေးပါမယ်။ပထမမိကွန်ကတော့ တက်တက်မြောက်ဗိမာန်တတံပေါ်စောက်လို့တဲ့ခါမှာတဲ့ဘုရားသခင်ရဲ့ဗြိညာတက်တာတော့ဘယ်လိုလုပ်ကြမှာလဲအသက်လုံးမှာလားဒါမှမဟုတ်ဘင်းရွန်ဝါယတ်တွေ့ထားတဲ့အော်သုံးပါလားအနပသက်ပြော့ဖြေချပြပါလို့ဖော်ပြတာတွေ့ရမှာဖြစ်ပါတယ်မိသားတွေ့ရမှာဖြစ်ပါတယ်ခုနတွေ့ထားတဲ့လူက wrong ဟွာရဲ့တကယ်နာမည်ပြည့်စုံတော့ Ronald R O N A R D Ronald သူရဲ့ middle name ကတော့ E Acton သူရဲ့ last name မှာတော့ Y W Y A T T ဟောနောက်ဆုံးအတန်တွဲ Y လို့အတန်တွဲပါတယ်ဟောသူကဘာတွေ့ထားလဲဆိုလို့ရှိရင် ဘုရားခင်ရဲ့ဗြိင်သတ္တာပြန်တွေ့ထားရပေါ့နော်ဗြိင်သတ္တာမှာဒီထမြောက်ချန်ခိုင်25မှာဖတ်ချင်တွေ့ရတော့မြန်မာလိုတော့သတ္တာအဖုံလို့ခေါ်ရတယ်ဒါပေမဲ့အင်္ဂလိပ်မှာတော့ mercy seat ပေါ့နော် junior plane အမားတဲ့အရှင်ရှုကားတွေပေါ်သုံးလုံးနဲ့အသွေးအဲ့ပေါ်မှာကြာနေတယ်အဲ့တော့သူ claim လို့ထားသူတွေ့တယ်လို့ claim လို့ထားပါတယ် အဲ့ဒီပတ်သက်သူ့ရဲ့နောက်ခံလေးကိုကျွန်တော်ပြောပြခြင်းတယ်သူ့နာမည်ပြည့်စုံကျွန်တော်ခုနပြောတိုင်း Ronald เนาะသူကဒီ American Bears ကို Tennessee ပြည်နယ် Madison ဆိုတဲ့မြို့လေးမှာစေုံမှာပေါ့เนาะသူက nurse တယောက်ဖြစ်ပါတယ်1933ဂျွန်လာနှစ်ရည်နေမှာမွေးဖွားခဲ့ပြီးတော့1999လောက်ကဲ26နှစ်ပေါ့เนาะ အောက်ကစားလေးရဲ့နေမှာဘုံကင်ဆာနဲ့လောကနဲ့ထွက်ခေါ်သွားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အခုနကျွန်တော်ပြောကြရင်သူကသူနာပြုတစ်ယောက် nurse တစ်ယောက်ဖြစ်တယ်။ဒီသူပြုတဲ့ nurse ကတော့လူတွေအိတ်မပြောတဲ့ဝေဒနာပေါ့နော်။အိတ်မပြောတဲ့ဝေဒနာအဲ့ဒါလည်းပတ်သက်ပြီးတော့ဟောအကြဉျံပြီးတဲ့ဥသပြီးတဲ့အဲ့ဌာနဆိုင်ရာသူနာပြုတစ်ယောက်ဖြစ်ပါတယ်။သူကဘာစိတ်ဝင်စားလဲဆိုရင် သူ့နယ်ပယ်မဟုတ်တဲ့ရှင်ဟောင်းသူသူသနာပေါ့နော်အဲ့လိုကောင်စိတ်ဝင်စားပြီးတော့အပတ်တကုတ်ယူစားပြီးလုပ်ခဲ့တယ်သူ claim လုပ်ထားတာတော့သူရှာဖွေတွေ့ရှိချက်ပေါ့လေလုပ်ထားတာတော့တမချန်းစာထဲမှာရှိတဲ့အဖြစ်အပျက်တွေကိုလိုက်ရှာတဲ့အခါဥမာအဖြစ်ပေါ့လေဟိုအီရန်ပင်လယ်ကိုအစ္စရေးလူမျိုးတွေဖျက်သွားတဲ့အခါဘယ်နေရာမှာဖျက်သွားတယ်အဲ့မှာပါတွေ့ရဆိုလို့ရှိရင် ဖာရောဘီယံအဲ့ခေကာလာပေါ့လေအီဂျစ်အေဂိုတု ဖာရော့ဘီနဲ့သစ်စသားတွေအသုံးဆောင်ပစ္စည်းတွေတွေ့တယ်။ဟောဒီနေရာနေဖြတ်သွားတယ်စသဖြင့်ပေါ့နော်။နောက်တာကီတူရကီနိုင်ငံမောင်အရာရတ်ကျန်းသွားလိုက်တဲ့မင်းပြောတာအမှနော်ရဲ့တင်ပေါ်သူပြန်တွေ့တယ်လို့အဲ့လို claim လုပ်ပါတယ်။နောက်ခုလက်သူကဘာလှုပ်ထားလဲဆိုလို့ရောငါနော်ပြန်ခေပရိသတ်တော်ပြန်တွေ့ထားတယ်လို့ claim လုပ်ပါတယ်။တွေ့ရင်တော့မကခုနကျွန်တော်ပြောတဲ့အတိုင်း ယူနာပလင်လို့ခေါ်တဲ့တက်တာဘုံပေါ်မှာ အရှင်ရွှေရဲ့အသွေးတွေ့ရတယ်လို့ထင်လို့ပါတယ်။တော့အဲ့ဒါပတ်သက်ပြီးတော့သူ့ကိုဟော biblical theology နေပဲဖြစ်ဖြစ်တမန်ကျမ်းစာပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့ဓမ္မပညာရှင်နေပေါ့နော်။နောက် biblical archaeologist ကျမ်းစာဝါချီပြုပြီးတော့ရှင်းအောင်သူတေသပညာရှင်နေပဲဖြစ်ဖြစ်သူ့ကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင် pseudo archaeologist လို့ခေါ်ပါတယ်။သူကအတုရောင်ပေါ့လေ။သူတော့တော့အပြတ်ပဲသူနိုင်ငံလို့ပြောတာ哦။အော်သူလောက်ဆောင်နေရာတွေနဲ့ပတ်သက်သူတို့ကမဟုတ်ဘူးလို့ညှင်းချက်ပေးထားတယ်။နောက်အဲ့လိုပဲ American ပြည်ထောင်စုမှာရှိတဲ့ CIA ပေါ့လေ။အဖွဲ့အစည်းကလည်းเนาะဒါနဲ့ပတ်သက်ပြီးတော့ဟိုဒီ size certain တွေကို disc classify ပေါ့လေ။ အစ်စ်မဟုတ်မဟုတ်ဆိုတော့သူတို့ဘာမှ မပြောနိုင်ဘူးဆိုတော့အချောင်းကလည်းပြောလာပါတယ်။အဲကြောင့်ဒီရန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နေနေမြင်လာတော့ဒီ run တွေ့ခဲ့တဲ့အရာကအကက်စစ်စစ်ဖျားခင်ပရင်တက်တာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုရင်ကျွန်တော်မှာစံစာနေနေအထောက်ထားရည်နဲ့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်။ရှောလ်မုန်က BC 920နဲ့900ကြာပါလေ။ ဒါဝိဆောက်လုပ်ခွင့်မရတဲ့သူရဲ့ခမည်းတော်သူရဲ့ဖခင်ပိမတော်သူဆောက်ခွင့်ရတယ်။ဒါဝိကကျန်းစာလာတဲ့ပိမဆောက်ဖို့တဲ့ရှင်ငယ်ပစ္စည်းကိုစုဆောင်ပေးတာပေါ့လေ။သူသားရှုံမဆောက်ရတော့။ဆောက်ပြီးတော့အမှဘာလုပ်လို့ဆိုရင်ပရင်သက်တာကိုဒီပိမတော်မှာထည့်ထားပါတယ်။ဒါပေမဲ့ BC 980ခွန်အခုကျွန်တော်ပြောတဲ့ BC 920လို့900ပတ်ဝန်းကျင်အဲ့ဒါတွေက ဟိုစောက်တုံးနဲ့တုံးတော့မတူဘူးအခုလဲ PC 989ပြောတဲ့ခါမှာဘာဘလုံရှင်ဘင်းကယူရာပြူစစ်လွတ်ပြီးတော့ဒီဂျူးလူမျိုးတို့တိမ်ပက်ခိုင်းနေပေါ့လေအာမပိမှန်တော့ဖြစ်စီဖြစ်လိုက်ပါတယ်အဖြစ်စီတဲ့အချိန်မှာအဲ့ချိန်ဆာပြီးသမချားစာဘာတွေ့ရလဲဆိုရင်ဘုရားခင်ပိမှန်တော်ထဲမှာရှိတဲ့အရေးကြီးဆုံးအရာဘုရားခင်တူပါရှိခြင်းဘုရားခင်မျက်မှောက်တော်နော် the very presence of god အဲ့ဒါကိုပုံဆောင်နေတိတ္တရောမတွေ့ရအဲ့ချင်ဆိုင်မတွေ့ရတော့ကျွန်တော်ယုံကြည်တာကတော့ဘာလဲဆိုလို့ရှိရင်ဖြစ်နိုင်ခြင်းရှိတာဖျားရှင်ကသူ့ရဲ့ဘုံတည်သူ့ရဲ့မျက်မှောက်တော်เนาะအဲ့ဒါကိုဒီတိတ္တရောသူကိုယ်တိုင်ပဲထိမ့်သိမ်းထားတယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်တမန်ကျောင်းလည်းရှိတာဘလို့ရှိခဲ့လဲဆိုလို့ရှိရင် ဓမ္မရဆင်းပထမဆုံးသောခန်းကြီး၄မှာအစ္စရေလလူမျိုးတွေကဖိလိတိလူမျိုးနဲ့စစ်တိုက်ကြပါတယ်။ပရောစစ်ဘွားတိုက်တဲ့ခါမှာအစ္စရေလလူမျိုး၄တောင်တည်ချပျက်စီးပါတယ်။အဲ့တော့သူတို့ဖျားခေတ်ကပြန်လာတော့ငိုကြွေးယူဘာကြောင့်ဒီဖိလစ်တိန်လက်ထက်မှာဖိလိလူတွေမှာငါတို့စစ်ရှုံးရတာလဲဆိုပြီးတော့ငိုကြွေးတယ်။အဲ့ချိန်မှာရေပြိုဟိလည်းဖြစ်တယ်။ဟာနောက်ပြီးတော့ ပရိုဖက်လည်းဟုတ်တယ်တရားသူကြီးလည်းဟုတ်တယ်အီလီယာပါနှစ်ယောက်ပေါ့လေသူတို့နာမည်ကိုကြားစားဘလို့မတန်းတဲ့ဆိုရင်ဟော်နီနီယဖီနဟတ်လို့ပြောပါတယ်သူတို့ကဘာအကြံပေးလို့ဆိုရင်ကဲဖျောက်ခင်ရဲ့တစ်တာတော့ယူပြီးတော့စစ်တိုက်ရအောင်လို့ပြောပါတယ်အားလုံးလည်းသဘောတူတယ်ဘယ်တိတ်ကလာဒီတစ်တာတော့ကသူတို့အတွက်ကောင်းချီးမင်္ဂလာကိုဘလို့ကောင်းချီးမင်္ဂလာဖြစ်တာလဲကျော်ရမျိုးဖြစ်တဲ့ခါမှာတစ်တာတော့ပရင်ပရင်တစ်တာတော့ပေါ့လေဒီဘွေလေးယောက်ထန်းနေ မြစ်လဲမှာကျော်ရမြစ်လဲမှာမတက်ရက်နေတာပေါ့လေကျော်ရမြစ်ကြီးကွဲသွားတယ်ပေါ့လေနောက်ပြီးတော့ record မျိုးကိုတိုက်တဲ့ခါမှာလဲဘာလို့လဲတစ်တာကိုထမ်းရအောင်ပြင်တစ်တာကိုရေပြိုးကြီးတွေထမ်းပြီးစစ်တက်ခဲ့တော့ကျော်အတိတ်ကလာတာတကယ်ကောင်းကြီးပါအဲ့တော့ဒီ alien ရဲ့ဘာနေဖြစ်တော့ honey နဲ့ finale လဲအဲ့လိုဖြစ်မယ်အဲ့လိုထင်ပြီးတော့တစ်တာတော့ယူပြီးစစ်တိုက်တယ်ကဲဒုတိယစစ်ပွဲလို့ဆိုပါဦးခုနကကျွန်တော်ပြောတဲ့ပထမစစ်ပွဲမှာ israel မျိုး ၄တောင်လောက်သိချီပြစီသွားတယ်။ပရင်သစ်တာလည်းပါလည်းပါတော့ပို့ပြီးတော့စိုးွားစွာနဲ့ဆစ်ရှုံးမှာ၃တောင်သိချီပြစီတယ်လို့ကျမ်းစာကမှတ်တမ်းတင်တာတွေ့ရမှာဖြစ်ပါတယ်။ဒါဟုဓမ္မရဆိုပရဆောင်ခန်းကြီး၄တခန်းလုံးမှာဖတ်ချင်တွေ့ရပါတယ်။တရားခန်းကြီး၅ရောက်တော့ဖိလိတိလူမျိုးတွေကဘာလုပ်လဲဆိုလို့ရှိရင်ဒါဣဇရိမျိုးတွေရဲ့ဂျူးတွေရဲ့ဖျားပဲလို့သတ်မှတ်ပြီးတော့အာဆုံမျိုးယူသွားတယ်။ဒါဖိလိတိ မင်း၅ပါးဆိုတော့အဲ့မြို့၅မြို့တည်းမှာအာဇုံမြို့တစ်မြို့ပေါ့လေအသူတို့ဘယ်မှာထားလဲဆိုရင်သူတို့ကိုးကွယ်တဲ့ဒါဂုံကျောင်းတိုက်မှာထားတယ်လို့ပြောပါတယ်ဘာသာကတော့ဂျူးဖျားပေါ့လေဒါတည်းကနေပြီးတော့ဟာအစ္စရေလမြို့တွေအတုံးမကြပဲနဲ့ဟာလာခုနအေလိယသားနှစ်ယောက်လွတ်ဆောင်ချက်ကြောင့်တပားမျိုးသားတွေထင်မှတ်မဲ့ဒါကတော့ဂျူးဖျားပဲဒါကြောင့်ငါတို့ ချေချားနေရထားရင်တော့မတင့်တော်ဘူးငါတို့ကိုးကွယ်တဲ့ဓာကုံမှာထားမယ်။ဟောဓာကုံလို့ပြောတဲ့ခါမှာဓာကုံရဲ့အတွင်တန်းပါဆိုတော့ရုပ်ထုပဲ။ခါရထပိုင်းကတော့လူပုံစံပဲ။ခေါင်းရှိတယ်မျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်ပါးစပ်ရှိတယ်။နောက်လက်နဲ့ဖက်ရှိတယ်။ဒါခါရအောက်ပိုင်းကျတော့သူကခြေတော့မရှိတော့ငါအမီးလိုဖြစ်ပါတယ်။အဲ့ဒါဓာကုံပုံစံဖြစ်ပါတယ်။အဲ့တော့ တောင်ကုန်ကျောင်းတန်းကြီးရောက်ပြီးတော့ပထမနေ့မနေ့လေးရောက်တော့ဖရီလူမျိုးတွေနည်းနည်းစောစောအဲတရီထားဖို့လို့မောင်ရင်နဲ့ဖျားကိုကိုွဲတော့နည်းနည်းစောစောထားတယ်နော်ကျွန်တော်ယုံကြည်သူတွေဟာလာခွိုင်တဲ့ယူပြတဲ့နည်းနည်းစောစောထားပါလို့ပြောတဲ့အခါမှာအာမဖြစ်နိုင်ဘူးအာပြင်းနေပါညာဖို့လို့ပြောတဲ့စင်စင်ကြီးတွေပါဒါတွေကဘာတကြောင့်သူတို့ကနည်းနည်းစောစောထားတဲ့အခါဘာတွေ့ရလဲဖျားလိကင်ရဲ့တတတော်ရှိမှသူတို့ကိုကိုွဲတဲ့ဓာကုံကပြတ်ဝင်လဲနေတယ် ။ဒီရင်တော့တော့သူကတက်မှန်နေမှာပေါ့လေ။ဓမ္မမှာပြတ်ဝင်လဲအဲ့ဒါသူတို့နေရာမှာပြန်ထောင်းထားတယ်။ဒုတိယနေ့မှာစောစောရောက်ပြန်အောင်အဲ့တော့ဘာတွေ့ရလဲဆိုလို့ရှိရင်ပရိသတ်တာရှိမှဒါကောင်ကပြတ်ဝင်လို့မကကျန်းစာဘလို့မှတ်တမ်းနဲ့ခေါင်းရယ်လက်နှစ်ဖက်ပြတ်ပြီးတော့တုံလုံးကြီးနေနေတယ်လို့ပြောပါတယ်။ဖျားခင်တက်တာတော်ရှိမှလဲနေလို့ပြောပါတယ်။အဲ့တော့တချို့က သိတော့လေဓာကွင်းပုံစံမသိတော့ခေါင်းရောလက်ကောခြေရောပြတ်တယ်ဆိုတော့အဲ့လိုမျိုးတရားဟောရကျွန်တော်ကြားပူတယ်အဲဒီကဓာကုံမှခြေမရှိပါဘူးလေခြေတော့မရှိပါဘူးဟောအဲ့ဒါကိုကြည်ကြားဖြင့်ဖျားသခင်ကဘာလုပ်နိုင်လဲဆိုရင်သူ့ရဲ့ဘုံတည်ကိုသူ့အတူကာကွယ်လို့ရတယ်ထိုရှင်နာမဘုံကြီးပါစေအဲ့တော့ခုနပြောတဲ့အတိုင်းဘာဘလုံရှင်ဘီယားဟာလာ BC 989ဒါခမန်းကြီးနော်ယူဒပြည်ယူရှိမျိုးဖြစ်စီဘိမှန်တော်ဖြစ်စီပြတော်မှာအဲ့ချင်အောင်စပြီးတော့ တိတ္တာတော့မရှိတော့မတွေ့ရတော့ကျမ်းစာမတတ်မှမတွေ့ရတော့ပြောတာတော့ဘုရားခင်ထိမ့်သီးထားတာဒါကြောင့်ကျွန်တော်အဓိကပြောချင်တာဘုရားခင်ကကွယ်လို့ရတယ်ဥမာအဖြစ်ကျွန်တော်ကြည့်မယ်ဆိုရင်မောရှိရဲ့တင်ကြင်ဒီနေ့ဘယ်မှမသိအောင်ကျမ်းစာမတန်ရတရားဟောကြားခိုင်း34အပိုင်ငယ်6ခုနဲ့မှာဘုရားခင်ကတဲ့မောရှိကိုတစုံတစ်ခုသောခြိုင်း၌တင်းချိုတော်မူတယ်မြင့်မြတ်နံပြီးတယ် ထူကြတဲ့ prophet ကြီးเนาะထူကြတဲ့ကောင်းဆောင်ကြီးဘုရားခင်ကိုယ်တိုင်တကြိုပြီးတယ်ဗောလေမိုးရှိရဲ့တင်ကျန်ကိုယနေ့တိုင်အောင်တဲ့ဒီစာရေးထားတိုင်အောင်ဘယ်သူမှမတိကြဘူးလို့ကျမ်းစာပြောပါတယ်ဒါလည်းဘုရားခင်ကဟွက်ထားတယ်ရာဘာကြောင့်ဟွက်ထားတာလဲကျွန်တော်ယူဆချက်ပေါ့မိုးရှိကကြီးမြတ်တဲ့ပုဂ္ဂိုလ်ကြီးဖြစ်တော့တနေ့ကျရင်ဘာလုပ်မလဲသူတင်ကျန်မှာလာပြီးပြက်ဝဲကိုးကွယ်နေမှာဆိုလို့ဖြစ်ပါတယ် အဲ့တော့ဒီမောရှိသင်ချင်းဘာမှမသိရအောင်အတွက်ကျန်းစော်မမှတ်တမ်းတင်တာတစ်ချက်ကတော့ရှင်ယူရအခိုင်တခိုင်မရှိကြအောင်ပိုက်နေကိုလိုပြောင်းလုံးလောက်ပါတယ်မောရှိခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့တဲ့ကောင်းကင်တမမိတ်ခေလာကစာတန်နဲ့ငင်းခုန်ကြတယ်ပြောပါလူကြတယ်ပေါ့လေအဲ့ချိန်မှာမိတ်ခေလာသာရဖျားမင်းကိုစုံမပါစီလို့ပြောလိုက်တယ်တော့ဒီမှုရချင်ပြင်းမောရှိသင်ချင်းကိုဖျားခင်ကအွက်ထားတယ်ဘာမှမသိနိုင်အဲ့လိုပဲ ပရင်သက်တာကိုလည်းအတိုင်းပဲဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ကြောင်းပြောပြောပြလိုပါတယ်။ဒါဒီပရင်သက်တာနဲ့ပတ်သက်ပြီးတော့ဒီတတ္တယဘိမ့်မှာပေါ့လေဒီဆောက်ကျန်ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ဒီစက်တင်ဘာလ17နေ့မှာလေနော်နော်မနီပေါ့လေအဲ့ဒါကိုပြာလုတ်ပြီးပေါ့လေအဲ့ဒါပတ်သက်လို့ကျွန်တော်အဲ့ဒီမှာသတိထားရှိပါတယ်။အဲ့ဒီစက်တင်ဘာလ17ရက်အဲ့ဒါပြန်ပြီးတော့နားထောင်စီခြင်းဒုတိယမြောက်မိကောမှာပြီးတာပြီးတာတော့ဖြေတာဖြစ်ပါတယ်။ ကက်ဒင်းတဲ့ဒုတိယမိကုန်းကပောက်ချန်ခန်းကြီးလေးအပိုင်ငယ်ဆယ်လီမှာတဲ့ကာယီနာကကျွန်တော်တွေ့ပြန်တွေ့တတ်ပါလိမ့်မယ်ဒါဆိုရင်ဒီလူတွေကဘယ်ရလဲသူကဒါလေးကိုအချင်းယုံပြီးကျွန်တော်ပြောပြချင်းအတိတ်ကာလဒါလဲကျွန်တော်ဖြည့်ပြီးသားပါဘယ်လိုဖြည့်ပြီးဆိုရင်ကာယီနာတွေ့တယ်မိန်းမတွေကဘယ်လိုဒီလဲနော်အာရန်ဧဝအပြင်တခြားလူတွေမျက်ရှိပြီးအဲ့ဒီရရတဲ့ကလေးတွေလားလို့မိတယ်အမေကောင်နဲ့အတူတူဖြည့်ပြီးသားဖြစ်ပါတယ် ပရိယနဲ့ပတ်သက်ပြီးတော့ကပောင်းချန်ခန်းကြီး၅ပိုက်ငယ်၃ပါအာရန်ဒီတဲ့အသက်130စေတဲ့ခါပါရှိသားဟိုမြင်တယ်လို့ပြောပါတယ်ရှိသားမြင်ပြီးတော့နှစ်ပေါင်း800ခါလောက်ပါလို့အာရန်သက်ရှိပြီး930ပြည့်တဲ့ခါမှာအာရန်အနိစာရောက်လူချမ်းစာပြောပါတယ်ကြောက်ကပောင်းချန်ခန်းကြီးတဲ့အပိုင်ငယ်29 28မှာလာပါတွေ့ရလဲလူချမ်းလူမိတ်မဖျားခင်ဖန်စီပြီးအချင်းတို့များပြောက်ဆောင်မွေးဖွားကြလာလို့ပြောပါတယ်ညကျွန်တော် သိမှတ်ဖို့လိုတာကယုံကြည်သူတွေအာဒံဧဝဟာကတော့ယောက်ျားနဲ့မိန်းမဟာခလေးဘွားမရှိဘူးဖျားခင်ဖန်ဆင်းကလေးကအဒိုလန်ဆန့်စ်လို့ခေါ်တဲ့လူကြီးဘွားနဲ့ဖန်ဆင်းတာဒီနေ့ပဲပေါင်တင်ဟလာကိုယ်ရသွားနိုင်တဲ့အခြေအနေဖြစ်ပါတယ်အဲကြောင့်ခုနအသက်130ရာမှာရှိသားရတာဒါဂိုင်းနာတတ်လိုက်တတ်လိုက်တဲ့ဟလာဒီအာဘီလာကိုစားပြီးတာပေါ့လေ ဒေါ်စင်ဒီ130အတွင်းမှာမြောင်များစွာသောကလေးတွေရမှာအဲ့ဒါကြောင့်ဒီသူ့တပ်ဖို့ဆိုရင်လည်းသူကအာရန် EY ကလေးတွေပဲဖြစ်တယ်သူရတဲ့မိမလည်းအာရန် EY ကလေးအဲ့ချိန်မှာပြည့်ညတ်တရားမရှိတဲ့ကြောင့်မောင်နှမတွေလည်းထိမ်းများလက်ထပ်လို့ရတယ်ဆိုတော့ဖော်ပြချင်ပါတယ်လို့နောက်တက်တဲ့မိကောင်ကပါလဲဆိုလို့ရှိရင်ဖျားသခင်ကအဲ့ဣဇရဲလူမျိုးကို ခန္ဓာမြေဝင်စေတဲ့ခါမှာအာမောရိသူမျိုးခုနှစ်မျိုးပေါ့လေခန္ဓာပြပါရှိနေသူခုနှစ်မျိုးကိုရှင်းရှင်းဖြစ်စည်းပါလို့ပြောတယ်ဒါပြီးမဲ့လေတဲ့တရားသူကြီးမှာစာခန်းကြီး၃အပိုက်ငယ်တိက္ကလေးမှာဣဇရေလမျိုးကိုစစ်မှုတက်ဖို့အတွက်ခြံကျွင်းထားတဲ့လူမျိုးတွေရှိတယ်လို့ပြောပါတယ်ကြောက်ဒီနှစ်ခုကပြောင်းပြန်ဖြစ်မနေဘူးလားလို့ပြောပါတယ်ဘာလဲပတ်သက်လို့ကျွန်တော်ပေါ်ပြချက်စင်းမှန်တယ်ဖျက်ခင်က စစ်နိုင်တဲ့ခါမှာရှင်းရှင်းဖြည့်ဆည်းဖို့အတွက်ဒါဖရားရဲ့အလိုတော်ပါဒါတော့ဒါအသေးချတဲ့ကိစ္စပဲဒါပေမဲ့ခုနခြံရစ်ထားတယ်ဆိုတာဒါတဖရားရဲ့အလိုတော်နဲ့သူတို့စစ်မှုမှာတက်ကျွမ်းစီဖို့အတွက်ဒါခြံထားတာဒီနှစ်ခုကစန့်ချစ်ပဲမဖြစ်ဘူးလို့ကျော်ဒီကနေဖော်ပြလိုပါတယ်အဲ့လိုပဲထမြောက်ချန်ခိုင်းစုံတော့ပိုက်ငယ်18ကိုကျွန်တော်ဖတ်ပြချင်ပါတယ်အစ္စရေလမျိုးတွေကျွန်ခံအေဂုတ်ဘီယာထွက်လာတဲ့အခါတမန်ကျမ်းစာပါပြောလဲ ဖိလိတိပြည်ကိုလျှောက်သွားတော်လမ်းသည်ဖြောင့်တော်လဲထိုလမ်းဖြင့်ဖျားခင်သည်စောင့်တော်မမူအကြောင်းမူကားသူသည်စစ်မှုကိုတွေ့သောအခါစစ်ပြေ၍အဲဂရုပြည်သို့ပြန်ကောင်းပြန်ကြလိမ့်မည်ဟုတည်တော်မူ၏တော့ဖိလိစတိန်တိုင်းပြည်ကိုဖျက်သွားရင်ဒါခဏလေးနဲ့သွားရမှာဇတိမျက်မှောက်ကာလမှာတချို့တွေကပြောတာရှိတယ်ဟုတ်ဒီခီးကနင်းဒီလေးပေါလို့နှစ်ပေါင်း60လောက်သွားတာလေသူတို့ဒေါ်လျာ73ဒေါ်လျာ74မှာမယုံကြည်ကြအတိအကျပြောနှစ်ပေါင်း38လောက် တဲကန်ထဲမှာကျင်လေရတော့တော့လေရပါလိမ့်အဲ့တော့သူတို့ကမဖြစ်နိုင်ဘူးလို့ပြောတာရှိတယ်။ဒီမှာဘာတွေ့ရဆိုရင်ဖြောင်းနယ်လမ်းနဲ့ပို့တော့ခဏလေးနဲ့ရောက်မှာပေါ့လေ။ဖြောင်းနယ်လမ်းဆိုတော့ဟလာခီးတူလေးပေါ့လေ။ခဏနဲ့ရောက်မှာဒါပေမဲ့ဖြောင်းကအဲ့လမ်းနဲ့မဆောင်ဘူးနဲ့အေလုံးပင်လနဲ့တော့ဝိုင်းပြီးမှဟောခီးရှိပေါ့။ဘာဖြစ်လို့လဲရေရွက်ချက်ရှိတယ်။အဲ့ရေရွက်ချက်ဘာလဲဆိုလို့ရှိရင်စစ်မှုစီတွေ့တဲ့အခါစိတ်နဲ့ပြတ်ဖို့ အဲ့ဂရုပြီကိုပြန်ကောင်းပြန်နိုင်တယ်ဆိုတော့ဖျားသီးရတဲ့ကြောင့်အဲ့ဒါကြောင့်မဖြစ်တယ်လို့ဖော်ပြလိုပါတယ်ဒါကြောင့်ဒီကနေပြီးမှရှင်းရှင်းဖြည့်ဆည်းပါဒါပေမဲ့ခြံထားတဲ့လူမျိုးရှိရရွေချက်ကဣဇရေလူမျိုး လူမျိုးတော်ကိုစစ်မှုစီးရဲတဲ့မှာကျွမ်းကျင်ပြီးတော့သွာလာခြင်းလည်းစီကျွန်တော်ပဲဖြစ်တယ်ဆိုတော့ဒီလိုဖြေချပြီးလိုပါတယ်အစုထမျိုးနဲ့နောက်ဆုံးမိကွန်းကတော့နော်ရေဘသားအားတဲ့ ကတိစာပြုတယ်သူ့သမီးကိုပူဇော်မယ်ဆိုပြီးတော့တကယ်ပူဇော်ပြစ်လားလို့ပြောပါတယ်အဲ့ဒါကိုလည်းကျွန်တော်ပြီးခဲ့တဲ့စက်တင်ဘာလပဲသိမှကြသေးဘူး27ရက်ပေါ့လေပြီးခဲ့တဲ့စက်တင်ဘာလ27ရက်မှာကျွန်တော်ဖြေချပြီးသားဖြစ်ပါတယ်အဓိကကျမ်းစာကတော့ဗာလဲဆိုလို့ရှိရင်ဝုပြအကျမ်းခန်းကြီး29ဝုပြရဲ့နောက်ဆုံးခန်းပေါ့အပိုက်ငယ်28အပိုက်ငယ်29ထပ်ပြောပါမယ်ဝုပြက29အပိုက်ငယ်28 29မှာလူကိုပင်ကျင်းဆူထားရင် ဘာလို့ရမလဲအေကံမှန်ပူဇော်ရမယ်လို့ပြောပါတယ်။တော့ဘုရားကလူကိုပူဇော်ပြီးတော့သူ့ကိုပျောက်ဝဲကိုကွယ်ပါလို့ဘုရားကပြောတော့မပြောဒါတဘာမျိုးသားတွေရဲ့ထုံးစံနဲ့သွာလာခြင်းလေရာဒါပဲဘုရားကတော့ကျင်ဆိုပြီးတော့ဂိလစ်စွာပြုထားရင်တော့အဲ့ပြုတဲ့အတိုင်းဘာလို့ရမလဲအေကံမှန်လုတ်ဆောင်ရမယ်လို့ဖော်ပြတာကိုတွေ့ရမှာဖြစ်ပါတယ်။နောက်တဲ့ဒီမိကုန်းနေနဲ့ပတ်သက်ပြီးတော့ ဟလာကျန်းစာလည်းပတ်သက်တဲ့အထွေထွေဘုရားနဲ့ပတ်သက်တဲ့ຢာတွေဖြစ်ပါတယ်။နောက်ဒါကကျွန်တော်ရဲ့အမြင်ဖြစ်တယ်။ဟောတယောက်နဲ့အမြင်တယောက်အမြင်ကတော့ကွဲပြားကွာချက်ရှိရဲ့။ကြောင့်မိကိုမိသားတဲ့သူအနေနဲ့ယုံကြည်သူအနေနဲ့ဒီနေ့ဖြေရှားပြီးຢာတွေကိုနားထောင်ပြီးတော့အားကျဉ်းနေလိမ့်မယ်လို့ယုံကြည်မျိုးနဲ့ကြောင်းပေါ်ပြလိုပါတယ်။တခြားမမီးပဲနဲ့ဒီမိဘများသမားတွေကစီစဉ်အောင်အမြဲတမ်းစောင့်ကြည့်တဲ့သူတွေအတွက်လည်းဒီမိကွန်လေးခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖြေရတဲ့ဖြေတွေကိုလည်း အားရချင်တတ်လိမ့်မယ်လို့ယုံကြည်မျှလင့်ကြောင်းကျွန်တော်ဒီကနေ့ပေါ်ပြလိုပါတယ်။ရောက်တဲ့ပုံမှာဘုရားသခင်ကြီးကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တုံလောင်ပြီးလှမ်းပြတော်မူပါစေတော့။အာမင်။